မရှိရစ조사သွားခဲ့သူတွေလည်းကျေးဇူးတင်တယ်ဒီအတွက်ကိုလည်းကျွန်တော်အများကြီးအားဖြည့်ရတယ်ဒီအတွက်ကိုလည်းပဲအများကြီးကျွန်တော်ပုံမှာ affected ဖြစ်တယ်ပေါ့နော်မြန်မာနိုင်ငံရဲ့အဖို့တန်နဲ့တွင်းထွက်ရတနာတွေနဲ့အတူမြန်မာအဖို့တန်ပန်းနေကျွန်တော်ရဲ့ယာဒီပေါ်ပန်းနေတမိုးရှိတဲ့ပန်းနေကိုကိုစားပြု inspire လုပ်ပြီးတော့ကျွန်တော်တွေအာဝတ်ဆင်သွားမှာပဲဖြစ်ပါတယ် ဒီဇိုင်နာအယောက်20အဝတ်စုံ40ကျော်40ကျော်အယောက်20အဝတ်စုံ40ကျော်ဟုတ်တယ်အကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်လို့ အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ကျွန်တော်တို့ရဲ့ Miss Grand International 2025 journey ကဒီနေ့ကနေစပြီးရဖြစ်ပါတယ်ဆိုတော့ဒါတော့ခမရဲ့ Miss Grand Myanmar 2025 JK Sophia ပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဒါထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ် Miss Grand International ပွဲကြီးကိုစတင်ရှင်ပြိုင်ဖို့ရန်အတွက်ဆက်နေထွက်ခါမှာပဲဖြစ်ပါတယ်ဟုတ်မင်းလေးအားလုံးမင်္ဂလာပါအခုလို JK ကို airport ကနေပြီးတော့ဗောနော်ဆော့ဆော့စီစီ လာပြီးတော့ကျေးဇူးပေးကြတဲ့အတွက်အလုံးအများကြီးပဲကျေးဇူးတင်ပါတယ်။အခုခဏဆရာပြောသလိုပဲ JK တို့ International Stage ရဲ့ပထမဆုံးနေ့ဖြစ်တာဖြစ်တဲ့အတွက်ကြောင့် JK တို့လည်းအများကြီးဆက်ပြီးတော့ကြိုးစားတော့မှဖြစ်ပါတယ်ရှင်။အလုံးကျေးဇူးတင်ပါတယ်။မြန်မာနိုင်ငံရဲ့အဖိုးတန်တဲ့တွင်းထွက်ရတနာတင်တဲ့အတူမြန်မာအဖိုးတန်ပန်းနေကျွန်တော်ရဲ့ယာဒီပေါ်ပန်းနေတမိုးရှိတဲ့ပန်းတွေကိုကိုစားပြု inspire လုပ်ပြီးတော့ကျွန်တော်တို့ ာဝစ်ဆင်သွားမှာပဲဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဒါမြန်မာတွင်းထွက်ရတနာတစ်ပါးဖြစ်တဲ့ပလဲနဲ့အတူကျွန်တော်တို့ရဲ့ seasonal ပန်းလည်းဖြစ်တဲ့ရာသီပေါ်ပန်းနောက်ပြီးတံပိုးရှိတဲ့ပန်းအင်ဗတာမောင်းအတိတ်ပဲဖြစ်နေတဲ့ပန်းဂန်းကောပန်းကိုစားပြုဝစ်ဆင်ပြီးတော့ကျွန်တော်တို့စတင်ထုတ်ခေါက်ပါမှာဖြစ်ပါတယ်ဝစ်ဆင်လိုက်ပါပါတော့ဆောက်လိုက်ပါပါဒီနေ့ဆက်ပြီးတော့လိုက်ပါအခု JK တယောက်တည်းဆိုလို့ရှိရင်အားရှိရဆိုပေမဲ့ဆရာတို့လိုက်တော့ပို့ပြီးတော့အားရှိရ အာအကောင်းဆုံးမျှော်လင့်ထားပါတယ်စူးစမ်းထားတဲ့လောက်စူးစမ်းထားဟိုပါမျိုးပေါ့နော်အကောင်းဆုံးမျှော်လင့်ထားပါတယ်အဲ JK ကတော့အကောင်းအများကြီးအများကြီးဆက်ပြီးတော့စူးစမ်းတော့မှာဖြစ်ပါတယ်ရှင့်ဒါကတော့ JK ရဲ့အာမခံနိုင်တဲ့အဖြစ်လေးလို့ဖြစ်ပါတယ် ယ်ပွဲကတော့ဟိုပြောမှဆို26ဒီနေ့စပြီပေါ့နော်26ကနေစပြီဆိုတော့30ဟာနေ16ရက်နေ့အထိ16တာပေါ့နော်ဟိုဆိုတော့အာပြောမှဆိုလို့ရှိရင်ဟိုအာ30ရက်နေ့စပြီ16ရက်နေ့ဆိုတော့16ဟိုကျွန်တော်နှစ်ပတ်နဲ့4ရက်ကြာမှာပေါ့နှစ်ပတ်နဲ့4ရက်ကြာမယ်ဆိုတော့တော့ရှောက်ကတော့ပြန်ပွဲတွေကတော့အရန်ထိုက်တယ်သူရဲ့ schedule အတိုင်းပဲစတင်တဲ့နေ့ကနေ30နေစပြီတော့ရက်ကွေးစရပြီနောက်ပြီးလို့ရှိရင် activity စရပြီပေါ့เนาะတစ်ရက်နေ့ကစပြီတော့လည်းသူကဘယ်လိုပြောမလဲ ဟို Sanderson ရှင်းလင်းပွဲတွေစပြီးတော့ဆက်ရှင်တွေရော Grand Final ဖြစ်တယ်ဆိုတော့ဒီအတွက်လည်း detail လောက်ထားရပါတော့ကျွန်တော်အကောင်းဆုံးကြိုးစားတာပဲကျွန်တော် designer ခုနပြောလို့ပဲ designer အကုန်လုံးအာချစ်ရတဲ့ designer အားလုံးပံ့ပိုးပေးပြီးတော့အဝတ်စုံ30ကျော်30ကျော်40ကျော်ပေါ့40ကျော်အကုန်လုံးအကုန်လုံးအကောင်းဆုံးတော့ပြင်ဆင်ထားပါတယ်လို့အာဒီကနေ့တခုပဲချိုးပြီးတော့မြတ်တရားခန့်ကြံပါတယ်ကျွန်တော်အနေနဲ့အကောင်းဆုံးလုပ်ထားတဲ့ပုံမှာလိုအပ်ချက်တွေများရှိခဲ့လို့ရှင်နောက်ပြီးလို့ရှင်ပြည်သက်တွေနဲ့တစ်ထပ်တည်းမကြခဲ့လို့ရှင်လည်းပဲ ချစ်ချင်းမြတ်တာများစွာနဲ့နားလည်ပေးပါလို့ချုပ်ပြီးတော့ပြောချင်ပါတယ်ကျွန်တော်တို့ we give our best ပါလို့ဟုတ်အာဒီဇိုင်နာကကျွန်တော်လေခုနဟိုဟာဖတ်ပြနေရဖတ်ပြနေရောခုနဒီဇိုင်နာကကျွန်တော်တွေဒါအာအယောက်20ဒီဇိုင်နာအယောက်20အဝတ်စုံ40ကျော်40ကျော်အယောက်20အဝတ်စုံ40ကျော်ဟုတ်တယ်ဟောဒီဇိုင်နာကတော့ sorry ပါဒီဇိုင်နာကတော့16ယောက်ပေါ့နော်နောက်ပြီးလို့ရှိရင်ကျွန်တော် office mary ပါပါဆိုလို့ရှိရင်ကျွန်တော်အယောက်20ပေါ့ အာအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တွေဒါဟို worry မရှိဘူးလားဆိုတော့ရှိပါတယ်။ဘာကြောင့်လဲဆိုတော့ဒီကနေလည်းပဲရှေးကစူးစမ်းသွားခဲ့တဲ့သူတွေလည်းကြီးစုတင်တယ်။ဒီအတွက်ကိုလည်းကျွန်တော်အများကြီးအားဖြည့်ရတယ်။ဒီအတွက်ကိုလည်းပဲအများကြီးကျွန်တော်ပုံမှာ affected ဖြစ်တယ်ပေါ့နော်။ဆိုတော့ဒီအတွက်ကိုလည်းကြီးစုတင်တယ်။အမှ placement အများကြီးမျောလင့်ထားလားဆိုတော့ကျွန်တော်တို့အများပြောခဲ့သလိုပဲကျွန်တော်တို့စူးစမ်းထားတဲ့လောက်ကိုမျောလင့်ပါတယ်။အကောင်းဆုံးစူးစမ်းထားတာပဲဖြစ်ပါတယ်။ဆိုတော့အာ မမျောလင့်ဘူးလို့ပြောလို့ရှိရင်ညာရကြပါပေါ့နော်လေညာကြမယ်ဆိုတော့မျောလင့်ပါတယ်ဒါပေမဲ့မျောလင့်တဲ့အတိုင်းမှာကျွန်တော်တို့ဒါကိုယ်နဲ့ထိုက်တန်တဲ့အရာတစ်ခုတော့မျောလင့်ပါတယ်အဲခုနပြောခဲ့တဲ့အတိုင်းပဲပေါ့နော် JK ကတော့စူးစားခြင်းကိုပဲဥတည်ပြီးတော့အများကြီးဆက်ပြီးတော့စူးစားတော့မှာဖြစ်ပါတယ်ဆက်ချက်ကိုရောတောင်းပြန်ယူလာပြီလားခုနပြောခဲ့တဲ့အတိုင်းပဲပေါ့နော်အဲဆိုတော့အကောင်းဆုံးပါအဓိကတော့ကျွန်တော်တို့မြန်မာပြည်ရဲ့အာမြန်မာနိုင်ငံဆိုတော့မြန်မာဆိုတော့ဆက်ကိုလွယ်ထားတယ်လွယ်တဲ့အခါမှာ မြန်မာရဲ့တိုင်းရင်းသားတွေအားလုံးနောက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါ135မျိုးလုံးတော့ဂျေကေကိုတီးတဲ့သူလည်းဖြစ်စေမတီးတဲ့သူတွေလည်းဖြစ်စေနိုင်ငံကိုစားပြုတယောက်အနေနဲ့သွားတဲ့အခါမှာအာနိုင်ငံရဲ့သမီးပြိုလေးတယောက်နိုင်ငံတကာစင်မြင့်ပေါ်မှာအာဒါလို့ပြောရမယ်အရေးချင်းနေပြသခွင့်ရတဲ့ပုံမှာအားလုံးဆက်ပြီးတော့ပံ့ပိုးပေးကြပါဝန်ရံပေးကြပါချစ်ချင်းမြတ်တာပြပေးကြပါလို့ပဲအာလေးစားစွာနဲ့ဘယ်လိုပြောမလဲချစ်အားကိုးစွာနဲ့ 在干什么？